ဒီဇင်းရပြိတက်ကတော့ခိုင်မာရှိပြီးသားပါပဲဒီဇင်းကအဓိကပေါ့နော်အာခဏနားထားတာပဲရှိရပါတော့ဒီဇင်းလည်းအနုပညာမှာလည်းနှစ်နှစ်လောက်ရှိပြီးနားထားတာဆိုတော့အခုတော့ပြန်လာပြီပေါ့ဒီလိုပါပဲအလားပါတော့ထိတ်ထိတ်ငယ်ကိုလည်းမဟုတ်ပါဘူးเนาะအဓိကဘာလဲဆိုတော့အာအသက်ရွယ်စကားပြောမယ်လို့ပြောမှာလားအဲဒီဇင်းနောက်ပိုင်းထားတော့ပေါ့နော်ဒီထက်ပိုပြီးတော့မှပဲဟိုပေါ့နော် ကိုကိုကိုပေါ့နော်ကိုကိုကိုအားကြဆုံးကတော့ဘာလဲဆိုတော့တစ်စက်တစ်နည်းပို့ပြီးတော့လှလာလို့ထင်တယ်ပေါ့နော်မွေပေါ့အဲ့လိုလေးဆိုတော့တစ်စက်ကိုကိုသဘောကျတယ်အဲ့တော့တစ်စက်ရဲ့ lifestyle နဲ့အကုန်လုံးကကိုကိုကို perfect ဖြစ်နေရပေါ့နော်အဲ့လေသဘောကျတာ ည်းမဖြစ်ဖြစ်ဘောเนาะအပြပွဲရေလည်းမတက်ဖြစ်ဘောเนาะအဓိကအကြောင်းရတော့ဒီစင်အနားယူညာပါဟုတ်အဒီစင်တရားစခန်းဝင်ဖြစ်ပါတယ်ဟုတ်အဒီလိုပါပဲဒီစင်စိတ်ပေါ့เนาะဒီစင်ရဲ့စိတ်လေးအတည်ငြိမ်အောင်ပေါ့เนาะအိဆက်မှုကတော့အများကြီးပါပဲအဓိကဘာလဲဆိုတော့အာတရားစခန်းဝင်တဲ့အချိန်မှာပေါ့เนาะလူတွေအကြောင်းပို့ပြီးတော့မှအလုံးတည်လာတယ်အ ော့ဘယ်လိုလဲဆိုတော့အဒီပေါ့နော်ဘယ်လိုမျိုးမြစ်တာထားရမလဲဆိုတာနားလဲအမ်ဒီလိုပါပဲအတစင်းကအများတန်းကောင်းလာလေလောက်တယ်အဒီပေါ့နော်ဒီဆိုးတဲ့ပုံလေးလည်းတင်နေပေါ့နော်ဒါကတော့ဒုံသွဲနေရပါဟုတ်အင်းဒီစင်ပြိတက်ကတော့ခိုင်မာရှိမိတာပါပဲဒီစင်ကအဓိကပေါ့နော်အာခဏနားထားတာပဲရှိရပါတော့ဒီစင်လည်းအမှုပညာမှာလည်းနှစ်နှစ်လောက်ရှိပြီနားထားတာဆိုတော့အခုတော့ပြန်လာပြီပေါ့ပြိတက်ကိုစောင့်ကြည့်ပဲပြောအောင်ပါပေါ့ဟုတ်ဒီလိုပါပဲအလားပါတော့ထိတ်ထိတ်ငယ်ကိုလည်း မဟုတ်ပါဘူးเนาะအဓိကဘာလဲဆိုတော့အသက်ရွယ်စကားပြောမယ်လို့ပြောမှာအရင်ကျက်သွားရင်မမဖြစ်သွားရောအဲဒီစင်နောက်ပိုင်းထားတော့ဗောနော်ဒီချက်ပို့ပြီးတော့မှပဲဟိုဗောနော် ကိုကိုကိုပေါ့နော်ကိုကိုကိုအားကြဆုံးကတော့ဘာလဲဆိုတော့တစ်စက်တစ်မိနစ်တစ်မိနစ်ပို့ပြီးတော့လှလာလို့တင်တယ်ပေါ့နော်မွေပေါ့အဲ့လိုလေးဆိုတော့တစ်စက်ကိုကိုသဘောကျတယ်အဲ့တော့တစ်စင်းရဲ့ life style နဲ့အကုန်လုံးကကိုကိုကို perfect ဖြစ်နေရပေါ့နော်အဲ့လိုသဘောကျပါလားအဲကိုကိုကိုလှလာတယ်ဆိုတော့ကိုနေတဲ့ life style ကပေါ့နော်အများအား strong ဖြစ်နေရပေါ့နော်အဲ့တော့ဘယ်တော့မှလည်းစိတ်ထက်ဟို ကြရဲဆိုတာမျိုးမရှိဘူးပေါ့နော်လူတိုင်းကတော့ရှိကြတာတစဉ်ကိုယ်တိုင်ကလည်းဟိုမရှိအောင်နေတယ်အဲကြောင့်မို့အတိတ်ကတော့ဘာလဲဆိုတော့စိတ်ရှုပ်ရှားတွေခေါင်းထဲမှာမထားတာဖြစ်တဲ့အတွက်တစဉ်ဒီငယ်ရယ်နှုတ်ပြို့ အခုဘယ်လိုခေါ်မလဲအာရွေတင်နေပေါ့နော်ဟုတ်စောင်းမှုရပေါ့အရေးစားတယ်မွေပေါ့စတာပါအဲ့ပါပဲအဲကိုစုဆောင်ထားတဲ့ဟာတွေအများကြီးပေါ့နော်ဒါတွေကချပြလို့ရှင်လဲမကောင်းတဲ့အရာလေးကြီးဆိုတော့ချပြတော့ပါဘာလို့နည်းနည်းနားလိုက်တဲ့ချိန်မှာပေါ့ခန့်ဘက်ကပေါ့နော်အလန်းစားတွေလည်းပြန်လာနိုင်တယ်ရိုးရိုးရှင်းလင်းတွေလည်းပြန်လာနိုင်တယ် maybe ပေါ့နော်ဟုတ်အဲအကုန်လုံးကတော့မနာစေချင်ကြဘူးပေါ့နော်ဒီစင်လေးကိုလည်းအကုန်လုံးကအဒီပေါ့နော်ဘယ်လိုရောမလဲကျွန်တော်ဒီအဲဆက်စီနဲ့ပဲတည်ကြတာဆိုအကုန်လုံးကလည်းဆက်စီပဲဖြစ်စေချင်ပါ အစင်းကြတော့လဲဆက်စီလဲလုံမယ်မဆက်စီလဲလုံမယ်ပေါ့နော်အပရိသတ်ကတော့ဟိုပေါ့နော်ဘလုံးဘလုံးလည်းဖြစ်လက်ခံလာတာမျိုးပဲသဘောကျတယ်တင်းအောင်အပိနေပိတရိကောင်တော့မစင်းအောင်အစင်းရဆိုရှယ်မီဒီယာမှာညင်နေရဆိုတာကဒစင်းတမင်းညင်နေရပါအာဒစင်းအခုပြင်လာတာမျိုးလည်းရှိရပေါ့နော်အဲ့ဒါဒစင်းအများပို့ပြီးတော့မှအပိပြပါလို့ဒစင်းပြောချင်ပါတယ်အဓိကပေါ့နော်ဒစင်းပိတက်လေးတွေဒစင်းကအများတန်းသတိရနေပေါ့နော်ဟုတ်တယ်ပိတက်ကဖန်ယောက်ျားလေးအများရယ်မင်းကလေးလည်းပေါ်လာပါတယ်ဒီတော်လေး မိန်ကလေးတော်တော်များတော့အဲ့လိုချစ်ကြတယ်အအခုကလေ2025မှာမိန်ကလေးလေချစ်တာခံနေရတယ်ပြောရမလားနည်းတော့တိတ်နေသက်တော့ဘူးမမရေတဲရလိုက်တာဆိုပြီးတော့ကိုလည်းရှိရကိုလည်းရှိရကိုလည်းရမ်းချစ်ရတယ်ညီမလေးရှိရဟုတ်အင်တာဗျူးတွေ့တိတယ်နောက်လည်းမီး